Hello မိနစံအလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဘောနောခုခုစေချောစာခုခုစေချောစာတကောင်စင်းဖြစ်ပုံဖြစ်နေပေါ့နော်ဂျပန်နိုင်ငံမှာတကောင်စင်းဖြစ်ပုံဖြစ်နေတဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုအနေနဲ့မြောက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စာရေးပြီးတော့ဒီဖြစ်ပုံဖြစ်နေလေးတွေကိုဓာတ်ပုံအနေနဲ့ကျွန်တော် Facebook မှာရော TikTok မှာရောဒီ YouTube မှာပါကျွန်တော်တင်ထားပါတယ်ခင်ဗျဒါပေမဲ့လည်းဟိုအဆင်ပြေတဲ့သူတွေရှိတယ်အဆင်မပြေတဲ့သူတွေရှိတယ်ပေါ့နော်ဟိုကိုယ့်အကိုဖြစ်နိုင်တဲ့သူတွေရှိတယ်မဖြစ်တတ်တဲ့သူတွေရှိတယ်ပြီးတော့ချက်ဘောက်နေပြီးတော့ခဏခဏလာမေးပြီးတော့ဖြစ်ပုံဖြစ်နည်းတွေအဆင်မပြေတော့ပေါ့နော်လာမေးတဲ့သူတွေလည်းရှိတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဗျာဆက်သွားရင်ကျွန်တော်တို့စားတဲ့ပုံတွေကိုဒီဟာကြီးကရောက်လာမှာပေါ့နော် ရောက်လာတော့ဒါကိုဖွင့်ချလိုက်ဖွင့်ပြီးတော့အထဲကနှုတ်မယ်အထဲကနှုတ်ပြီးတော့ကျွန်တော်ဒီထဲမှာပါတာပေါ့နော်ဒီဒီကောင်းကိုဖုံးနေဖြစ်ဖြစ်ကျွန်တော်စကန်ဖတ်ပြီးတော့သူကစာအိတ်ပါတခါတည်းလာတယ်ပေါ့နော်ဒီလိုမျိုး online ကနေကျွန်တော်တို့တင်လို့ရတဲ့ဟာတစ်ခုပါမယ်ပြီးကြတော့ကျွန်တော်တို့ဒီ ဇာတိတ်ကနေထည့်ပေးလို့ရတဲ့ဟာပေါ့နော်လက်နဲ့ဖြစ်ပြီးတော့ဇာတိတ်ကနေထည့်ပေးလို့ရတဲ့ပုံစံတစ်မျိုးပါတယ်နှစ်မျိုးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတွက်လွယ်လွယ်ကူဖြစ်မဲ့ဟာကဒီ QR code ကို scan ဖက်ပြီးတော့ online ကတင်နေတာလွယ်ကူတယ်ပေါ့နော်9မိနစ်လောက်တော့မသိမကြာတဲ့ခါကျတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ဗီဒီယိုအနေနဲ့မျှဝေပေးတော်မှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီမှာဗျာဒီမှာပါတဲ့ဒီကောင်ကို ဒါ QR code ပေါ့နော်ကျွန်တော်ကောက်ဆိုတော့ကျွန်တော်ဒီမှာနည်းနည်း QR code ကိုတော့ကျွန်တော်ဖုံးပေးထားတယ်ဒီမှာဒီ QR code ကိုဖုံးနေစကန်ဖတ်မယ်စကန်ဖတ်ပြီးတော့ကျွန်တော်နောက်တစ်မြင်လာပေါ့နော်နောက်တစ်မြင်လာစကန်ဖတ်ပြီးထွက်လာတဲ့ဟာဒီ Kaito Hajimeru ဆိုတဲ့ဟာဒီစာမျက်နှာပေါ်လာမှာပေါ့နော်ဖုံးစာမျက်နှာမှာဆိုတော့ဒီ Kaito Hajimeru ဆိုတဲ့ဟာကိုပဲကျွန်တော်တို့နှိပ်ပြီးတော့ကလစ်နှိပ်ပြီးတော့သွားမယ်ဆိုရင်နောက်ဒုတိယနောက်စာမျက်နှာက next page ကဒီကောင်ပေါ်လာမှာပေါ့နော်ပေါ်လာတော့ ီနေရာမှာဘာကိုခောက်ခွင်းလောက်ကမလဲဆိုတော့ကျွန်တော်တို့ဒီမှာ login id ပေါ့နော် login id login id ရဲ့ login id ကိုစစ်မယ်ပြီးကြတော့ဒီဘက်မှာကနန်း password ပါတယ်ပေါ့နော် id ပါတယ်ဒီဘက်မှာကနန်းလေးလုံးပါမယ်ကျွန်တော်မှာတော့ဒီဘက်မှာကနန်းလေးလုံးပါတယ်ပေါ့နော်အဲ့ဒါကိုဖြည့်เสียမလို့ဒါခုနဟို scan ဖက်လိုက်တာနဲ့ကို automatic ပေါ်နေမှာဆိုတဲ့ခါကျတော့ suki ရဲ့စုစုမှုဆိုတဲ့ဒီ button ကိုဒီဟာလေးကိုပဲ နှိမ့်လည်ရင်ကိုအဆင်ပြေပြီပေါ့နော်ဆိုတော့နောက်ဆာမျက်နှာပေါ်လာမဲ့ဆာမျက်နှာကဒါပေါ့နော်ဆိုတော့ဒီကောင်ကြတော့ဗာလဲဆိုတော့ဒါကလည်းအတူတူပဲကိုကဘာမှလုပ်စရာမလိုဘူး။ तू က login ဝင်မဝင်ကိုခောက်ကူးနေလုပ်တဲ့သဘောဆိုတော့ကျွန်တော်တို့ဒီ login ဝင်မှာဖြစ်တဲ့အတွက်ဒီ login လေးကိုနှိပ်ပြီးတော့ရှစ်ဆက်သွားမယ်ပေါ့နော်။ဆိုတော့နောက်ပေါ်လာမယ့်စာမျက်နှာကဒီစာမျက်နှာဖြစ်တယ်ပေါ့နော်။ဒီစာမျက်နှာပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့မလုပ်ရမလဲဆိုရင် new တို့ကို hajime တို့ ကျွန်တော်စပြီးတော့ဖြည့်တော့မယ်ပေါ့နော်ဒီစာမျက်နှာပေါ်လာရင်ဒီအပြာရောင်ဗားထန်းလေးကိုနှိမ့်နှိမ့်တာနဲ့ကျွန်တော်ဒီစာမျက်နှာကြီးပေါ်လာမှာစာဒီစာမျက်နှာပေါ်လာတဲ့အခါကျတော့သူရဲ့ပေးထားတဲ့အာဘလိုအတိတ်ပဲရလဲဆိုတော့ဆေးတိုင်ဆေးတိုင်ဆိုတာတကောင်းအဝပေါ့နော်ကျွန်တော်မိသားစုဆိုတဲ့ဟိုအိမ်ထောင်စုလို့အတိတ်ပဲရတာပေါ့ဆေးတိုင်တော့ရှုတွေအိမ်ထောင်စုအမျိုးအစားဒါမှမဟုတ်အိမ်ထောင်စုအခြေအနေလို့အတိတ်ပဲရတယ် တော့သူကတော့ပေးထားဒါတွေကတော့အများကြီးပေါ့เนาะဆိုတော့ကျွန်တော်တို့ကဒီဂျပန်မှာနေတာကအဲမိသားစုဝင်နေမရှိဘူးတယောက်တည်းနေတာဆိုရင်ကျွန်တော်တို့အီပန်စေတိုင်အီပန်စေတိုင်ဆိုတာဒါတို့ဟိုပုံမှန်တာမန်ပေါ့เนาะဒီမှာလေးရေးပေးထားပါတယ်သူကဟီတိုရီဒီဘက်ကျတော့ကုမ္ပဏီမှာကုမ္ပဏီမှာအလုပ်လုပ်နေတယ်ဒါမဲ့ဟိုအိမ်ထောင်မရှိဘူးပေါ့เนาะတယောက်တည်းတယောက်တည်းနေတဲ့ဟာ ဆိုပြီးတော့ဒီမှာအောက်မှာတော့အများကြီးရေးထားတယ်ဗောနော်ဆိုတော့ဒီမှာလည်းကျွန်တော်မြန်မာလိုရေးပေးထားတယ်เนาะကာကွန်နိုရီယိုကျောင်းကအဆောင်မှာနေတယ်ဆိုရင်ဒီနေရာကိုရွေးမယ်ကွာတယောက်တည်းသမားဆိုရင်ဘောဟာရွေးမယ်ဟုတ်ပြီဒီမှာအောက်ကဟာတွေကတော့ကျွန်တော်တို့ရိတ်ဟိုပါဗောအသက်ကြီးဟိုပါဘိုးဘွားတွေအတွက်ဟိုဖြစ်စီရနေရာလေးသူတို့ပေးထားတာဖြစ်တယ်ဗောနော်ဆိုတော့ ပြဿနာကဘာလဲဆိုတော့ဒီမှာကိုကဘာကိုရွေးလို့ရွေးရမယ်မသိဘူးတငယ်ချင်းနဲ့နှစ်ယောက်နေတယ်တငယ်ချင်းသုံးယောက်နဲ့နေတယ်ပေါ့နော်ကျွန်တော်တို့အိမ်တိမ်မှာပေါင်းပြီးတော့နေကြတဲ့သူတွေကဘာကိုရွေးလို့ရွေးရမယ်မသိဘူးပေါ့နော်ဒီမှာပြပြချင်တာကဘာလဲဆိုတော့ဂျပန်မှာနေတဲ့အိမ်ကအိမ်တိမ်ထဲမှာတငယ်ချင်းတွေနဲ့ပေါင်းလို့နေတယ်ဆိုတော့ညာလည်းပဲတကောင်စင်းမှာကြတော့ကျွန်တော်တို့ကမတူဘူးကိုကဟိုဘယ်လိုပြောရမလဲကိုမိသားစုကိုအိမ်ထောင်စုမှာကိုက ဂျပန်မှာအလုပ်လုပ်နေတယ်ဆိုရင်အဲ့ဒါကတော့ကျွန်တော်တို့အိမ်ထောင်ဥစည်းဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်။ဒါဆိုရင်တကွေတကာရသမားဆိုရင်ကိုကိုတန်းအိမ်ထောင်ဥစည်းဖြစ်တယ်လို့အတိတ်ပဲရတာပေါ့နော်။ဆိုတော့ဟိုမိသားစုမရှိဘူးတယောက်တည်းသမားဆိုရင်ဒီအပေါ်ကဟာရွေးလိုက်လို့ရတယ်။ဒါပါပဲရွေးလေးပဲ။ဟုတ်ပြီနော်။ဆိုတော့နောက်ဒီကောင်ဒီအပြာရောင်ပေါ့နော်စုကြီးရဲ့စုစုမှုဆိုတဲ့ဟာနှိပ်ပြီးတော့သွားမယ်။နောက်စားတမင်နောက်မျက်နှာပေါ့နော်။သွားတဲ့ခါကျတော့ဒီဆာမျက်နှာပေါ်လာတာပေါ့။ဆာမျက်နှာပေါ်လာတဲ့ခါကျတော့ဥမာခုနကလိုမျိုးတယောက်တည်းဖြစ်တဲ့ခါကျတော့ကိုက ယောက်ျားဆိုရင်တော့ဒီမှာတယောက်တည်းဖြစ်ရင်ကျွန်တော်အီချီကိုထည့်လိုက်မယ်ပေါ့နော်ကိုကဟိုကမင်းကလေးဆိုရင်တော့ဒီမှာအီချီကိုထည့်မယ်โอเคဆိုတော့နှစ်ခုလုံးမှာထည့်เสียရမလို့เนาะကိုကယောက်ျားဖြစ်တယ်ဆိုရင်အပေါ်မှာ EG ထည့်မယ်အဲ main clip ဖြစ်တယ်ဆိုရင်ဒီအောက်မှာဒီဝင်မှာ EG ကိုထည့်လိုက်တာ ਨੇ ဒီကောင်းကြတော့စူးစူးပေါင်းလူရေပေါ့เนาะစူးစူးပေါင်းလူရေမှာ automatic bowler မှာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှလုပ်เสียရမလို့ဟုတ်ပြီเนาะဆိုတော့ဒီအပြောင်ဘာတန်းကိုပဲပြန်နှိပ် ပြီးတော့ရှစ်ဆက်သွားမယ်โอเค စုကြီးရဲ့စုစုမှုဒါကိုနှိပ်ပြီးတော့ဆက်သွားမယ်ဆက်သွားတော့ဒီစာမျက်နှာပေါ်လာမှာပေါ့နော်ဒီစာမျက်နှာပေါ်လာတဲ့ခါကျတော့နေထိုင်တဲ့အိမ်အမျိုးအစားကိုရွေးရမှာဖြစ်တယ်ပေါ့နော်နေထိုင်တဲ့အိမ်အမျိုးအစားကိုကျွန်တော်တို့ရွေးမယ်ရွေးမယ်ဆိုတဲ့ခါကျတော့ဒီအပေါ်ကဟာတော့ကိုကိုတိုင်ပိုင်ဆိုင်တဲ့ကိုပိုင်အိမ်ပေါ့နော်ကိုပိုင်အိမ်ဆိုရင်ကျွန်တော်တို့ကိုပိုင်အိမ်မှာနေထိုင်တဲ့လူဖြစ်တယ်ဆိုရင်ကျွန်တော်အပေါ်ကဟာဒီ check လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီပုံမှန်ကျွန်တော်ကတော့ဒီမှာကုမ္ပဏီကပေးထားတယ်ပေါ့နော် အိမ်မှာနေတာဖြစ်တဲ့အတွက်ရှားတက်ခုရွေးထားတယ်ပေါ့နော်တကယ်တော့ဒီဗီဒီယိုကြည့်နေတဲ့တကယ်ချင်းတွေကကိုအောင်ငှားပြီးနေတာဖြစ်တယ်ဆိုရင်တော့ဒီမှာကိုပပငှားတဲ့အိမ်ဆိုတဲ့ဒီနေရာမှာအမှန်ကြီးချစ်လိုက်ရင်ကိုရပြီနော်ဟုတ်ပြီနော်အဲ့ဒီနေရာမှာအမှန်ကြီးချစ်လိုက်โอเคတကယ်ချင်းနေတဲ့ပေါင်းနေတာဆိုရင်လည်းအဲ့ဒါလေးကိုအမှန်ကြီးချစ်လိုက်ရင်ရတယ်ဟုတ်ပြီ အင်းကိုကိုနေထိုင်တဲ့အိမ်မျိုးစားရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့စကီရဲ့စွတ်စွတ်မှုဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်ပဲကျွန်တော်ဒီဇိုင်းမျက်နှာရောက်လာမှာဖြစ်တယ်ပေါ့နော်ဒီဇိုင်းမျက်နှာနံပါတ်၄နံပါတ်၄ကကြတော့ဘာကိုရွေးရမှာလဲဆိုတော့ဒီအိမ်ပေါ့နော်ဂျူတကုနတတခတာတတကဆိုအိမ်အိမ်ကဘယ်လိုပုံစံလဲဆိုတဲ့ဟာရွေးရမှာဖြစ်တယ်โอเคအိမ်ကဘယ်လိုပုံစံလဲဆိုတော့ဒီနံပါတ်၁ကကြတော့လုံးချင်းအိမ်ဆိုရင်ကျွန်တော်တို့နံပါတ်၁ကိုရွေးလိုက်လို့ရတယ် ဒါမို့ကွာဟိုတိတ်ခမ်းမှနေတာဒါမို့အပတ်တော့မန်ရှင်မှနေတာဆိုရင်ကျွန်တော်ဒီဒီဒုတိယကျွန်တော်ရွေးထားတဲ့ဟာကိုရွေးလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးတိတ်ဟိုဘယ်လိုပြောရမလဲဒီအဆောင်မှနေတာပေါ့နော်အခန်းနေအများကြီးရှိတဲ့အဆောင်မှကျွန်တော်လိုက်ကလေးတွေနေရန်လေးတွေချာချာပြီးတဲ့ချာထားတဲ့မျိုးအိမ်မျိုးဆမှာနေတာဆိုရင်တော့ဒီအောက်ကဟာရွေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအပေါ်က၃ခု လုံမဟုတ်ဘူးဆိုရင်တော့စွန်းလို့တရွေးလိုက်ရင်ကိုအဆင်ပြေတယ်ဗျဆိုတော့ဟုတ်ပြီကိုနေထိုင်တဲ့နေအိမ်နေတဲ့အိမ်ရဲ့အဆောက်အဦကဘယ်နှစ်ထက်ရှိလဲပေါ့နော်အိမ်ကနှစ်ထက်ရှိတယ်ဆိုရင်ဒီမှာနှစ်ကိုရေးမယ်တစ်ထက်တည်းပဲဆိုရင်တစ်ကိုရေးလိုက်ရရတယ်ပေါ့နော်ဆိုငါးထက်ဆိုရင်တော့ငါးရေးရငါးရေးရမှာပေါ့နော်ဟုတ်ပြီဆိုတော့အဲ့ကိုနေထိုင်တဲ့အဆောက်အဦမှာ မကွာဘယ်နေရဘယ်ဘယ်နဲ့ထပ်မှနေလဲဆိုတာကိုကျွန်တော်ဒီနေရာမှာဖြစ်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့၃လွာမှနေတာဖြစ်တဲ့အတွက်၃ကိုရေးပြ၃ကိုရေးထားတယ်ပေါ့နော်၃ဆိုပြီးရေးလိုက်တယ်ပြီးကြတော့ကျွန်တော်တို့နောက်ဆက်မျက်နှာဖြစ်ပြီးရင်ကျွန်တော်နောက်တစ်မျက်နှာသွားမယ်နောက်တစ်မျက်နှာကကြတော့စကီရဲ့စူစူမူဒီအပြာရောင်ပါတဲ့လေနှိမ့်လိုက်ရင်ကျွန်တော်ဒီစာမျက်နှာပေါ်လာမှာပေါ့နော်ဒီစာမျက်နှာနံပါတ်5အမှန်ငါပေါ်လာရင်ကျွန်တော်နာမည်ကိုဖြစ်မယ်နာမည်ကတော့ကိုယ့်အကိုဖြစ်ရမှာပေါ့နော်အဲ့မှာကြားမကိုရွေးမယ်โอเคကြားမရွေးမယ်တခုပဲနှိပ်ရမှာဆိုတော့ ကြမှာရွေးမယ်ပြီးကြရင်ဆက်သွားမယ်စုကြီးရဲ့စစမှုဆက်သွားရင်ဒီစာမျက်နှာနံပါတ်6ဆိုတဲ့စာမျက်နှာပေါ်လာမှာဖြစ်တယ်ဟုတ်ပြီနော်နံပါတ်6ပေါ်လာရင်အဲရွေးဇာတ်ရီကတော့အများကြီးဒါပေမဲ့ကိုကဂျပန်မှာတယောက်တည်းပဲနေတာဖြစ်တဲ့ဥပမာအကြောင်းတက်နေတယ်ဆိုရင်လည်းတယောက်တည်းဆိုရင်ကျွန်တော်တို့အပေါ်ဆုံးကဟာရွေးလိုက်ရင် OK တယ်ဒါမှမဟုတ်ဒီအောက်ကဟာရွေးရွေးမဲ့လူကဘယ်လိုလူမျိုးတွေကရွေးရမှာလဲဆိုတော့အဲအိမ်ထောင်ရှိတယ် ကိုကမိကိုဖြစ်တယ်ဟုတ်မယူလေးပြောမယ်ဆိုရင်ကျွန်တော်မိကိုပေါ့နော်မိကိုဆိုရင်ဒီဒုတိယဟာရွေးလဲလို့ရတယ်ကိုကကလေးလေးဆိုရင်တော့ကလေးအဖေအဖေမေတသမီးဆိုရင်တော့ကျွန်တော်တို့ဒီမှာခိုးဆိုတဲ့ဟာရွေးလဲလို့ရတယ်ပေါ့နော်ဟုတ်ဆိုတော့ဒီမှာကျွန်တော်မြန်မာလိုရေးပေးထားတာဖြစ်တဲ့ data ကိုကြည့်ပြီးတော့ရွေးပေးပါဟုတ်ပြီအကုန်လုံးရွေးရမှာမဟုတ်ဘူးတခုပဲရွေးရမှာဖြစ်တဲ့အတွက်ကိုနဲ့တက်ဆိုင်တဲ့ဟာတခုကိုရွေးလိုက်ပါရွေးပြီးတော့ကျွန်တော်တို့စုကြီးရဲ့စုစုမှုဒီအပြာရောင်ပါတန်းလေးကိုနှိပ်ပြီးတော့ဆက်သွားမယ်ဆက်သွားရင်နံပါတ်9 ဟုတ်ပြီနော်နံပါတ်9ပေါ်လာမယ်9မှာနာမည်ကတော့ခုနဖြစ်ထားတာဖြစ်တဲ့အတွက်နာမည်က automated time ပေါ်နေမှာပေါ့နော်အဲ့ဒီမှာမှမွေတဲ့ကေကိုကျွန်တော်ဖြစ်ပေးရမှာဖြစ်တယ်ဆိုတော့ဟိုကကဂျပန်လိုဖြစ်ရှင်လေးရတယ်ဂျပန်လိုဆိုရင်ဒီမှာ shower ဖြစ်မယ် hey set ဖြစ်မယ်ကျွန်တော်တို့ lay wash ရှိမယ်ကျွန်တော်ကတော့အင်္ဂလိပ်လိုဖြစ်လိုက်တာပေါ့နော်အင်္ဂလိပ်လိုဖြစ်ရှင်နေဆိုရင်ဒီမှာကျွန်တော်ရွေးထားသလိုမျိုးပဲဒီအဝါရောင်ဒီနေရာလေးကိုအမှန်ကြီးချစ်လိုက်ပြီးတော့မှဒီကနေရွေးလို့ရတယ်ပေါ့နော် ဟို2000ဆိုရင်လည်း2000 2000ခုနှစ်မှာမွေးတာဆိုရင်ဒီနံပါတ်2000ကိုရွေးလိုက်8လပိုင်းမှာမွေးတာဆိုရင်ဒါ8ကိုရွေးဒါပြီးပြီအသက်က automatic ပေါ်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဆက်သွားမယ်ပေါ့နော် next နဲ့ဆက်သွားမယ်ဆက်သွားတော့ဒီစာမျက်နှာပေါ်လာမယ်နံပါတ်8နံပါတ်8ပေါ်လာတဲ့ခါကျတော့အိမ်ထောင်ရှိမရှိဒါကိုဖြစ်ရမှာပေါ့နော်ဆိုတော့ကိုကအိမ်ထောင်ရှိတယ်ဆိုရင်တော့ဒီဒုတိယဟာယူလိုက်မယ်ကျွန်တော်ကတော့အိမ်ထောင်မရှိတဲ့အတွက်ဒီအပေါ်ဆုံးကဟာယူထားတယ်ပေါ့နော်မိခွန်ယူလိုက်တယ်တခုအမှန်ချစ်ချစ်ပြီးပြီးယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆက်သွားမယ် ဟုတ်ပြီနံပါတ်9နံပါတ်9ကကြတော့ကျွန်တော်နိုင်ငံသားဟိုရွေးရမှာဖြစ်တယ်ဗောနော်ဒီမှာသူပေးထားတဲ့ option ကနှစ်ခုတည်းဂျပန်လားနံပါတ်1နိုင်ငံခြားသားလားဆိုတော့ကျွန်တော်ကနိုင်ငံခြားသားဖြစ်တဲ့အတွက် guide ကိုကူဆိုတဲ့ဟာကိုအမှန်ကြီးချစ်လိုက်တော့ကျွန်တော်နိုင်ငံခြားသားနေရာမှာအမှန်ကြီးချစ်လိုက်တယ်အမှန်ကြီးချစ်လိုက်တာနဲ့သူကနိုင်ငံပေါ်လာတာဗောနော်နိုင်ငံကဘာကိုယ့်ဟာကိုနိုင်ငံကတော့ကိုယ့်ဟာကိုရွေးဟိုကရေးရတာဗောနော်ကိုယ့်ဟာကိုရေးဖြစ်ရတာဖြစ်တယ်အဲတကယ်လို့ကိုကနီဟွန်ကိုရွေးလိုက်မယ်ဆိုရင်တော့ဒီအောက်ကဟာပေါ်လာမှာမဟုတ်ဘူးဗောနော် ဆိုတော့ကျွန်တော်ကနိုင်ငံခြားသားဆိုတော့မြန်မာကိုရေးဖြည့်ရတယ်ပြီးကြရင် next နဲ့ဆက်သွားမယ်ဒီအပြာရောင်ဘာဒန်လေးကိုနှိပ်ပြီးတော့ဆက်သွားမယ်ပေါ့နော်ဆိုတော့နံပါတ်30နံပါတ်30ကကြတော့လက်ရှိနေထိုင်တဲ့ဒီအိမ်ဒါမှမဟုတ်လက်ရှိနေထိုင်တဲ့နေရာရဲ့မှာဘလောက်ကြာကြာနေထိုင်ထားသလဲဆိုတဲ့အကြောင်းကျွန်တော်တို့ဖြစ်ပေးရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အိမ်ပြောင်းလာတာမကြသေးတဲ့အတွက်အင်ဂျင်နဲမီမန်အင်ဂျင်နဲ မိမန်းဆိုတာကိုကျွန်တော်ရွေးလိုက်တယ်တနည်းမပြည့်သေးဘူးပေါ့နော်အိမ်ပြောင်းလာတာကျွန်တော်မကြသေးဘူးတလားတော့မပြည့်သေးတဲ့အတွက်ကျွန်တော်ကအီချီနဲ့မိမန်းဆိုတဲ့ဟာရွေးလိုက်တယ်ကိုကလက်ရှိနေထိုင်တဲ့အိမ်မှာဟိုနေတာ၃နှစ်ရှိပြီဒါမှမဟုတ်၄နှစ်ရှိပြီဆိုရင်တော့တနည်းကနေ၅နှစ်မိမန်းဆိုတဲ့ဟာပေါ့အီချီကဂေါ်နဲ့မိမန်းဆိုတဲ့ဟာကိုအမှန်ကြီးချိပေးလိုက်ပေါ့နော်โอเคကိုက၅နှစ်အကျော်၁၀နှစ်ဆိုရင်တော့၅နှစ်နဲ့၁၀နှစ်ကြာကိုရွေးလိုက်ရတယ် โอเคစနေကျွန်တော်နှစ်နှစ်ဆင်ဆိုရင်လည်းဒီအောက်ကဟာရွေးလဲရတယ်သူ option တခုကိုတခုပဲရွေးရမှာဖြစ်တဲ့အတွက်တခုရွေးပေးလိုက်ပြီးသွားပြီဟုတ်ပြီเนาะစုကေစုစုမှုဆိုတော့ခလုတ်လေးနှိပ်ပြီးတော့ဆက်သွားမယ်ဆက်သွားတော့ကျွန်တော် number 7 number 7ပေါ့เนาะဂေါ်နေမိုက်ဂေါ်နေမိုက်ဆိုတာပြီးခဲ့တဲ့9နှစ်က तू ကဒီမှာအတိတ်ပဲပေါ်ပြတဲ့နည်းရေးပေးထားတယ်လေဝါနီနဲ့ဂျူဂါစွေးတက်ချီလေဝါနှစ်နှစ်ဆယ်လာပိုင်းတရက်နှစ်ဒုက္ခနည်းစတဲ့ image တကားတဲ့ ပြီးခဲ့တဲ့9နှစ်ကဒီလေးဝနီနဲဆယ်လာပိုင်းတည့်ရနေမှာဗမာနေခဲ့တာပါလေတဲ့ကျွန်တော်ကတော့လေးဝနီနဲမှာကျွန်တော်လက်ရှိနေတဲ့နေရာမှာမနေဘူးပေါ့နော်ဒီဖြစ်တဲ့နေရာမှာနေခဲ့တာဖြစ်တဲ့အတွက်ဟိုတာနိုတာနိုကူဒါမှမဟုတ်ဟိုကာနိုကူโอเคဒီဖြစ်နေရာမှာနေခဲ့ပါတယ်ဆိုတော့ကျွန်တော်ကဒါကိုဖြစ်လိုက်တယ်တကယ်လို့ကိုကလက်ရှိနေထိုင်တဲ့နေရာမှာပြီးခဲ့တဲ့9နှစ်ကလည်းနေခဲ့တာဖြစ်တယ်ဆိုရင်တော့ဒီအပေါ်ဆုံးကဟာအမှန်ချစ်ချစ်လိုက်ရင်ကျွန်တော်ပြီးပြီပေါ့နော် ဒါမှမဟုတ်ကိုကလွန်ခဲ့တဲ့9နှစ်ကနိုင်ငံခြားမှာနေခဲ့တယ်ဆိုရင်ကျွန်တော်တို့ guide ကိုကူဆိုရအမှန်ကြီးချစ်လိုက်တယ်ဆိုရင်အောက်ကဟာကျွန်တော်တို့ဖြစ်လို့မရတော့ဘူးကျွန်တော်ကပြီးခဲ့တဲ့9နှစ်ကတိုချိုမှာနေခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာတိုချိုဖြစ်တယ်တိုချိုကိုဖြစ်ကြတယ်ဗောနောပြီးကြတော့ရှင်ဂျူကူကျွန်တော်နေခဲ့တဲ့ရှင်ဂျူကူဖြစ်တယ်ပြီးကြရင်ဒီမှာဒါပြီးသွားပြီဗောဆိုတော့ ဆက်သွားမယ်ဆိုတဲ့ခဏကိုကျွန်တော်နှိပ်မယ်ပြီးကျန်ဆက်သွားမယ်ဆိုတော့နံပါတ်7ပေါ်လာမှာပေါ့7နှစ်7နှစ်ကြာတော့လေဝနာနာနဲ့ခုကဆိုနီဂျူယော့ကနီဂျူယော့ကဆိုတာ24ရက်နေပေါ့နော်လေဝနာနာဆိုတော့ခုနှစ်ဒီနှစ်6လပိုင်း24ရက်နေ့ကနေ30ရက်နေ့အထိကိုမလုပ်နိုင်ပါနဲ့ဆိုတဲ့ဟာလေးပေါ့သူကဆိုတော့ကျွန်တော်ကတော့အထူးသဖြင့် အမောနီရှိတော့တော့အထူးသဖြင့်အလုတ်ကတော့ကုမ္ပဏီအလုတ်ကိုလုံနေမှာပေါ့နော်အလုတ်လုံနေမှာဖြစ်အလုတ်လုံနေမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒါကိုအမှန်ကြီးချစ်လိုက်တယ်ကိုကចောင်းသားចောင်းတက်နေရတာ ဖြစ်တယ်ဆိုရင်ဒီနေရာကိုအမှန်ကြီးချစ်ပေးရတယ်ဒီတတရားမြောက်ပေါ့နော်ကိုကမိကိုဖြစ်တယ်အိမ်မှာအိမ်မှုကိစ္စလေးတွေလုံနေတဲ့လူဆိုရင်ကျွန်တော်တို့ဒီဒုတိယဒုတိယဒီဟာကိုအမှန်ကြီးချစ်လိုက်ရင်ရတယ်ပေါ့နော် ပြီးတော့ဒီမှာအတူတူပဲဒီမှာလဲခါကြီးအိမ်အလုပ်ကိုပဲကူလုံနေတဲ့သူဖြစ်တယ်ဆိုရင်ဒီခါကြီးကိုအမှန်ကြီးချင်းလည်းရတယ်ကျောင်းသူကျောင်းသားတွေဆိုလို့စူးကားကူဆိုတဲ့နေရာကိုအမှန်ကြီးချင်းလည်းရတယ်ပေါ့နော်ဟုတ်ပြီပြီးကြရင် next နဲ့ဆက်သွားမယ်စူကြီးရဲ့စူးစူးမှုဟုတ်ပြီနော်73နံပါတ်73ကဘာကိုဖြစ်ရမှာလဲဆိုရင်ကျွန်တော်ခုနအတူတူပဲ ိုလက်ရှိလုပ်နေတဲ့အလုပ်ဆိုရင်အလုပ်ရဲ့ဒီနေရာကိုကျွန်တော်တို့ဖြစ်ပေးရမယ်။ကြောင်းတက်နေတဲ့သူဖြစ်တယ်ဆိုရင်ကျွန်တော်ကြောင်းရဲ့ဒီနေရာကိုရွေးပေးရမယ်ပေါ့နော်။ကျွန်တော်ကတော့ဒီမှာအဲဂျီတာကုဂျီတာကုဆိုတဲ့ဟာကိုကျွန်တော်ရွေးပေးထားတယ်ပေါ့နော်။ကျွန်တော်ရဲ့လက်ရှိဟိုဟာနဲ့သက်ဆိုင်တဲ့ဟာရွေးပေးထားတယ်ပေါ့နော်။ကျွန်တော်ကတော့အလုပ်လုပ်တဲ့နေရာနဲ့အိမ်နဲ့အတူတူပဲဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ကအဒီနေရာကိုယူပေးထားတာဖြစ်တယ်။ဟိုတကယ်ချင်းတို့အနေနဲ့ကအလုပ်လုပ်တဲ့နေရာတနေရာလက်ရှိနေထိုင်တဲ့နေရာတနေရာအကြောင်းကတနေရာဆိုရင်တော့ကျွန်တော်တို့ ဟိုဒီအောက်ကဆွန်နိုတာဟိုကနောခုကိုရွေးရမှာပေါ့နော်ဟိုကနောခုရွေးပေးရမှာဖြစ်တယ်ဆိုတော့တကယ်လို့ចောင်းတက်တဲ့ခုကလည်းအတူတူပဲခုကအတူတူဆိုရင်ဒီမှာခုကိုအဒီနေရာပေါ်ဖြစ်လဲလို့ရတယ်ကိုကယိုကိုဟာမာရှိမှာနေထိုင်တယ်ចောင်းတက်တာလေယိုကိုဟာမာရှိမှာဆိုရင်တော့ဒါအိုနာဂျီခုပေါ့နော်အိုနာဂျီခုဆိုတဲ့နေရာကိုအမှန်ကြီးချင်းလဲရတယ်ကိုကနေထိုင်တာကတော့ယိုကိုဟာမာမှာနေပြီးတော့ចောင်းတက်တာကတိုချိုကိုတွတ်တက်ရတဲ့သူဆိုရင်တော့ကျွန်တော်တို့ဒီဆွန်နိုတာကိုရွေးရမှာဖြစ်တယ်ပေါ့နော်ဆွန်နိုတာရွေးပြီးတော့ ျွန်တော်ကဒီစမီခမီကိုဖကူမှုဆိုတဲ့ဟာလေဒီအပေါ်ကဂျီတက်ခုဆိုတာရွေးလိုက်တဲ့အတွက်ကျွန်တော်အောက်မှာဖြစ်စရာမလိုတော့ဘူးပေါ့နော်ဖြစ်စရာမလိုတဲ့ခါကျတော့ဟိုတကယ်ချင်းတို့အနေနဲ့ကျွန်တော်တို့ဒီအောက်ကပေါ့နော်စွန်းတော့ကိုရွေးလိုက်မယ်ဆိုရင်အောက်ကဖြစ်ရမယ်ဟိုဒီကောင်ကဖြစ်စရာပေါ်လာမှာပေါ့နော်ဆိုတဲ့ခါကျတော့သူဖြစ်ကမဲ့ဟာပေါ်လာတဲ့ခါကျတော့ခုဒီလိပ်စာလေးဖြစ်ပေးလိုက်ပေါ့ဗျာဟုတ်ပြီနော် ပြီးကြရင် ဖြစ်ပြီးရင်ကျွန်တော်တို့ဒီနောက်စာတစ်မျက်နှာသွားမယ်ပေါ့နော်နောက်နံပါတ်တစ်ခုကိုသွားမယ်နောက်နံပါတ်တစ်ခုကနံပါတ်14 14ကကြတော့အလုတ်လုတ်တဲ့ဟာပေါ့နော်အလုတ်ကကိုပိုင်လုတ်ကိုလုတ်နေတာလားသူများလုတ်လုတ်နေတာလားဆိုတဲ့ဟာပေါ့နော်အဲ့မှာဖြစ်ရမှာကြတော့ကျွန်တော်တို့ကျွန်တော်ကကုမ္ပဏီဝင်နေဖြစ်တဲ့အတွက်ဒီအပေါ်ကအမှန်ကြီးချစ်လိုက်တယ်ဒါကုမ္ပဏီဝင်နေပေါ့နော်ကိုက hacking တွေပါတယ်လုတ်နေတာဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒုတိယနေရာကိုအမှန်ကြီးချစ်လိုက်ရင်ရတယ်ကိုကဒါမှမဟုတ်ဒီတခုတည်းခဆုတို့နေပေါ့နော် အရုပိုက်တို့တို့ပတ်တို့တို့လုံနေတာဆိုရင်ကျွန်တော်တို့တတိယဒီနေရာလေးကိုအမှန်ကြီးချစ်ပေးလိုက်ပါဒါမှမဟုတ်ကိုကကုမ္ပဏီမှာရာထူးကြီးတဲ့အဆင့်ပေါ့နော်အရာရှိအရာခံဖြစ်တယ်ဆိုရင်ကျွန်တော်ရာခူးရင်ဆိုတဲ့ဒီနေရာကိုအမှန်ကြီးချစ်ပေးလိုက်ပေါ့နော်ဟုတ်ကဲ့ကိုပိုင်လုံတွေပါလုံနေတယ်ဆိုရင်တော့ဒီအောက်ကဟာပေါ့နော် GA ကျော် GA ကျော်ဆိုတဲ့နေရာကိုကျွန်တော်အမှန်ကြီးချစ်ပေးလိုက်ရပါတယ်အမိသားစုပိုင်ဆိုင်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုရင်တော့ဒီမှာမြန်မာလိုလေးရေးပေးထားတယ်ပေါ့နော်ဒါလေးအမှန်ကြီးချစ်ပေးလိုက်ဟုတ်ပြီ ဆိုတော့ဒါလေးကိုကျွန်တော်နှိပ်ပြီးတော့ဆက်သွားမယ်ဆက်သွားတော့ဟွန်နီဟွန်နီနိုရှိဝတ်တုံနိုနိုင်ယောဟွန်နီနိုရှိဝတ်တုံနိုနိုင်ယောဆိုတာကကြတော့ကိုယ်အလုတ်လုတ်တဲ့အလုတ်ရဲ့ဘယ်လိုပြောရမလဲဒီအကြောင်းအရာပေါ့နော်အလုတ်အကြောင်းအရာကိုရေးရတဲ့ခါကျတော့ကျွန်တော်ကဒီမှာကုမ္ပဏီနာမည်ကိုရေးထားတယ်ယောကွာမဟာကိုကအီမိုင်းဒေါ်စာတို့ဒါတော့ကျွန်တော်အလုတ်လုတ်နေတဲ့ကုမ္ပဏီနာမည်ပေါ့နော်ဆိုတော့တကယ်ချင်းတို့အနေနဲ့လေတကယ်ချင်းတို့အလုတ်လုတ်နေတဲ့ကုမ္ပဏီနာမည်ကိုဒီမှာထည့်မယ်ပြီးကြရင်ကျွန်တော်အလုတ်ရဲ့အလုတ်ရဲ့အမျိုးအစားကကျတော့ခိုက်ကိုဖူးရှိ ခိုက်ဖို့ဖူးကြီးအလုံးမျိုးသားဖြစ်တဲ့အတွက်ကျွန်တော်ဒါကတော့လက်နဲ့ရေးရတာပေါ့နော်ကျောင်းသူကျောင်းသားတွေဆိုရင်တော့ဒီမှာကျောင်းသားဖြစ်ပါတယ်ဆိုတာရွေးလိုက်ရင်ကိုအေးစစ်ဒါဖြစ်ပြီပေါ့နော်ကောက်စစ်ဆိုရင်ပြီးပြီကျွန်တော်မိမိလောက်ကန်နေတဲ့အလုပ်အမျိုးအစားဆိုတော့ကျွန်တော်ကတော့ခင်းရှူတန်တိုးဦးရောပြီးဆူရကူဆိုတော့ဒါကျွန်တော်ရဲ့အလုပ်ကန်ကိုကျွန်တော်ဒီမှာရေးရေးထားတယ်ပေါ့နော်ရေးပြီးရင်ဆက်သွားမယ်ညူရီယခုကိုခန်ဂျိုဆူလူ ဒါဟိုဒါ neural can you solve လို့ဆိုတာကြတော့ဒါပြီးပြီပေါ့နော်ဖြစ်တာပြီးပြီပြီးပြီဆိုပြီးတော့ကျွန်တော်တို့နောက်ဒါလေးကိုနှိပ်လိုက်တာ ਨੇ ဒီဟာကြီးပေါ်လာမှာပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ခုနဒီမှာဒင်ဝါဘန်ကောဖုန်းနံပါတ်ထည့်ပေးရမယ်ဖုန်းနံပါတ်ရေးမယ်ဖုန်းနံပါတ်ထည့်ပေးမယ်ပြီးကြရင် လိပ်စာကိုရေးရမှာပေါ့လိပ်စာကြတော့ hyphen ကမလိုပါဘူးတဲ့ hyphen ဖူရော hyphen လိုဘူးကိုနေတဲ့လိပ်စာစာရိတ်အမှတ်ကိုရေးမယ်ဒီမှာ cancel လုပ်လိုက်တာ ਨੇ ဒီမှာ tan ပေါ်လာမှာ အဲ့တန့်ပေါ်လာမြို့အထိပေါ်လာမယ်ထင်တယ်မြို့အထိပေါ်လာပြီးတော့မှနောက်ကနေဆဲရပါပေါ့ကိုနေတဲ့လိမ့်စာကိုအတိအကျရေးမယ်ဒီမှာကြတော့ကိုနေတဲ့အိမ်ရဲ့အိမ်နာမည်ရဲ့ပြီးကြတော့ကျွန်တော်အခန်းနံပါတ်ပေါ့အဲ့ဒါလေးရေးမယ်ရေးပြီးရင်ဒီမှာပြန်ပြီးတော့ calculating လုပ်မယ် calculating လုပ်ပြီးတဲ့အခါကျတော့ပေါ်လာမယ့်ဟာဒီစာမျက်နှာဖြစ်တယ်ပေါ့နော်ဒီစာမျက်နှာပေါ်လာတဲ့အခါကျရင်ကျွန်တော် password ကိုရေးပေးရမယ် နော် password ကတော့ဒီမှာရေးတဲ့ password ရယ်ဒီမှာရေးတဲ့ password ရယ်အတူတူပဲဖြစ်ရမှာပေါ့နော်မတူဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့နောက်တစ်ခေါက်ဒီစာမျက်နှာပြန်ပြီးတော့ပေါ်လာမှာဖြစ်တယ်ဆိုတော့ password ရေးတဲ့အချိန်မှာအ ਨੇ ဆုံး၈လုံးကနေ32လုံးကြားထဲမှာရေးပေးပါတဲ့သူကခုနှစ်လုံးလုံးမှာတော့မရဘူးပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ဒီ slash တို့ share တို့ဒီလိုမျိုးသင်္ကေတလေးတွေထည့်ပြီးတော့ရေးပေးဖို့ပါဘောနော်ရေးပေးလို့ရပါတယ်တဲ့ share account တို့ဒါလေးတွေကိုရေးပေးလို့ရတယ် ်ဝင်စားဝင်ပေးလေးလေးထည့်လို့ရတယ်ဒီ password ထဲမှာအဲ့လိုမျိုးထည့်ပေးပါတဲ့ပြီးကြရင်ကျွန်တော်တို့ social ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီ okay ဆိုတဲ့ cancel ရဲ့ဖြတ်မဲ့ဖြတ်မလား okay one နှုတ်နှိပ်မလားဆိုတဲ့ဒီစာမျက်နှာပေါ်လာမှာပေါ့နော်ဒါကျွန်တော်တို့အကုန်လုံးမှန်မှန်ကန်ကန်ဖြစ်ပြီးတာဖြစ်တဲ့အတွက်ကျွန်တော် okay ကိုနှိပ်လိုက်ရင်ကိုကျွန်တော်ပြီးသွားပါပြီ studio sudo ဆိုတဲ့ဟာနှိပ်လိုက်ရင်ကိုကျွန်တော်တို့ဒါတကောင်စီရင်ကို online ကနေကျွန်တော်ဖြစ်ပြီးတယ်ဒီ process ကပြီးဆုံးပြီပေါ့နော်ဆိုတော့ studio sudo ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ ပြီးပါပြီ။ဟုတ်ပြီကိုကတော့ဒီအထိပြီးပြီရှုရောစုတို့ကိုလည်းနှိပ်လိုက်ပြီ။ဒါပေမဲ့ကိုဖြည့်ထားတာမှားသွားတယ်လို့ကိုကထင်တယ်ပေါ့နော်။ထင်ရင်ဒါကိုဘလို့ပြင်မလဲဆိုရင်ခုနပါလာတဲ့ scan လို့ပဲပြန်ပြီးတော့ scan ဖက်လိုက် scan ဖက်လိုက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာ scan ဖက်လိုက်ရင်ပုံစံဒီပေါ်လာတဲ့စာမျက်နှာကတော့ပြန်ပြင်လို့ရတဲ့စာမျက်နှာပေါ်လာမှာပေါ့နော်။တခုကအရေးကြီးတဲ့ဟာကခုနကဖြည့်လိုက်တဲ့ password ကိုမမေ့ဖို့လိုတယ်။အဲ့ဒီ password ကမေ့သွားပြီဆိုရင် ခုနကပြန်ပြင်လို့မရတော့ဘူးเนาะဆိုတော့ password ကိုတော့မှန်မှန်ကန်ကန်လေးဖြစ်ပြီးတော့အပေါ်နဲ့အောင်မှန်မှန်ကန်ကန်လေးဖြစ်ပြီးတော့အသေးချာလေးမှတ်ထားပေးပါတခုကိုကပြင်ကျင်တာတော့၎င်းဟွန်ပြန်ပြီးတော့ဖြတ်ချင်တာတော့၎င်းဆိုရင်အဲ့ password ကိုမှတ်မိနေမှပြင်လို့လွယ်မှာပေါ့เนาะဆိုတော့ဒါကဘယ်နှစ်ရက်နေ့ထိလဲဆိုတော့10လပိုင်း10ရက်နေ့ထိဖြစ်မှတွင်လဲဗျာ ဆိုတော့ဟုတ်ပါတယ်ဒီမှာ10လပိုင်း10ရက်နေ့ထိဆိုပြီးတော့ရေးထားတယ်ပေါ့နော်ဆိုတော့10လပိုင်း10ရက်နေ့မတိုင်ခင်အထိတော့ပြင်တာတော့ဖြတ်တာတော့အကုန်လုံးလုပ်လို့တော့ရတယ်တခုပဲဟုတ်ပြီကျွန်တော်တို့ဒီခုတ်ကူးစိတ်ချောစဒီတကောင်စင်းကိုမဖြစ်ဘူးပေါ့နော်မဖြစ်ရင်ဘာဖြစ်မလဲဆိုတဲ့ဟာကရှိတယ်ဒီစင်းစရာဥပဒေနဲ့လောက်ထားတယ်ပေါ့နော်မဖြစ်ရင်ဒီမှာတော့ကျွန်တော်ကဒီဗီဒီယိုမှာတော့မပြတော့ဘူးပေါ့နော် ဒီသကောင်စီရင်ကိုကျွန်တော်တို့ခိုက်တို့လို့တော့ဗောသူတို့ရဲ့ဒီရေးခိုင်းတဲ့ဟာကိုရေးမမပေးဘူးရေးပြီးတော့မပို့ပေးဘူးဒါမှမဟုတ်ဒီမှတ်မှန်ကန်ကန်မထည့်ပေးဘူးဒီမှားယွင်းတဲ့အချက်လက်တွေကိုပဲထည့်ပြီးတော့ပို့တယ်ဆိုရင်ကျွန်တော်တို့ဒီ190တဲ့မနေတဲ့ဒီဒဏ်ငွေကိုဗောနော်သူတို့ဆောင်ရပါမယ်ဆိုပြီးတော့သူတို့စားထုတ်ထားတာရှိတယ်တတ်မှတ်ထားတာရှိတယ်ဗောနော်ဒါပေမဲ့ချွင်းညက်နေနဲ့ ဒီသူတို့ဒီလိုမျိုးသံကောင်းစင်းကအချင်းချင်းကောက်ခဲ့တယ်ပေါ့နော်ကောက်ခဲ့တော်ညာလည်းပဲအခုချိန်ထိအဲဘသူတူတူတယောက်ကတော့ဟိုဒေချာမလုတ်တဲ့အတွက်တံငွေပေးဆောင်လိုက်ရတယ်ဆိုတဲ့ဟာတော့လက်ရှိအချိန်ထိမရှိသေးဘူးပေါ့နော်ဆိုတဲ့အတွက်သူတို့ကဥပဒေအနေနဲ့ထုတ်ထားတော်ညာလည်းပဲကျွန်တော်တို့အရင်ကြီးစိုးရင်စရာမလိုဘူးတခုခုမှားသွားရင်လည်းအရင်ကြီးစိုးရင်စရာမလိုတဲ့ကိစ္စဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုအတက်နိုင်ဆုံးကတော့သူတတ်မဲ့ရဲ့အတွင်းမှာ ဖြစ်နိုင်မယ်ဆိုရင်အကုန်လုံးဖြစ်ပြီးတော့ပို့ပေးဖို့ကိုကျွန်တော်အကြံပြုလိုတယ်ပေါ့နော်ဒီဗီဒီယိုကနေပြီးတော့အကုန်လုံးအဆင်ပြေကြပါစေဗျတခုခုမေ့ကျင်တာရှိရင်တော့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် comment လေးနဲ့မေးပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့နော်